မေဒီကန်ထက်လွတ်တော်ဟာသမိုင်းတခြားအကြဆုံးအစိုးရလုပ်ငန်းများပိတ်သိမ်းမှုကို အဆုံးသတ်စေနိုင်တဲ့အရေးကြီးတဲ့ဖဏ္ဍာရေးဥပဒေကြမ်းတစ်ရပ်ကိုဒီပြူလိုက်ပါတယ်။တနင်္လာနေ့ညနေပိုင်းကပြုလုပ်ခဲ့တဲ့မဲခွဲဆုံးဖြတ်မှုမှာထောက်ခံမဲ6စင်၊ကန့်ကွက်မဲ40နဲ့အတည်ပြုလိုက်တာဖြစ်ပြီး Republican အမတ်တွေနဲ့တူ Democratic Party မှနိုင်ငံရေးသဘောထားကွဲလဲခဲ့တဲ့ အမတ်၈ရောက်တို့ကလည်းထောက်ခံမဲပေးခဲ့ကြကြောင်းသိရှိရပါတယ်။ ရင်းသဘောတူညီချက်ရဇန်နဝါရီလကုန်အထိအစိုးရလုပ်ငန်းများအတွက်ရန်ပုံငွေထောက်ပံ့သွားမှာဖြစ်ပါတယ်။သဘောတူညီချက်ကိုတမရာထရန်ကလက်မှတ်ရေးထိုးနိုင်ဖို့အတွက်အောက်လွှတ်တော်ကဥပဒေကျမ်းကိုအတည်ပြုရအောင်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီမိုကရက်အမတ်ရှေ့ရောက်က Republican များဘက်မှပါဝင်ပြီးအစိုးရဝန်ထမ်းတွေအလုပ်ပြန်လုပ်နိုင်ဖို့နဲ့အရေးကြီးဝန်ဆောင်မှုတွေပြန်လည်စတင်နိုင်ဖို့ညှိနှိုင်းမှုပြီးနောက်သဘောတူညီမှုအတွက်မေးပြီးခဲ့တာလည်းဖြစ်ပါတယ်။ ယခုခါမှာတော့ရပ်ပေါင်း41ရက်ကြာမြင့်ခဲ့ပြီးလေကြောင်းခရီးစဉ်များစွာနှောင့်နှေးစေကဝန်ထမ်းထောင်ချီကိုလုပ်ငန်းခွင်ခေတ္တရပ်ဆိုင်ထားရပြီးလူတန်းပေါင်းများစွာအရေးကြီးစားနပ်ရိက္ခာအကူအညီတွေဆုံးရှုံးရဲ့အခြေအနေနဲ့ရင်ဆိုင်စေခဲ့ရတဲ့အစိုးရလုပ်ငန်းရည်နာမှုကိုအဆုံးသက်စေတော့မှာပဲဖြစ်ပါတယ်။